ျွန်တော်ဒီနေ့ဒေါင်းကွက်ဒေါင်းချန်လေးကိုမှနှစ်ထပ်ပုံစံတိဆောက်ထားပြီးတော့မာစတာကြီးပဲကိုးကန်းပါတဲ့တူဝနာဘိုးချုပ်ရွာ VIP 1နဲ့မှာရှိတဲ့လုံချင်းအယောင်လေးတစ်ခုထပ်မှန်ပြီးတော့ရောင်းချပေးသွားပါခြံလေးရဲ့အခြေဝန်က85ပေ82ပေဖြစ်ပါတယ်။ခရယံမီပေါက်လေးဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အိမ်လေးကိုမပြပေးခင်လေးမှာကျွန်တော်တစ်ခုလောက်မြစ်တာရဲ့ခံချင်ပါတယ်။ အဲ့ဒါပါလဲဆိုတော့ကျွန်တော်အရင်တော့ပုံမှန်ဗီဒီယိုရိုက်ပြီးနေကြကနေကင်းမိုက်နုမန္တပိုင်းလိုရိုက်ပြီးနေကြဖြစ်ပါတယ်ဒါပေမဲ့ဒီအိမ်လေးကိုတော့ကျွန်တော်ညာဘိုင်းလေးမှာကျွန်တော် ရိုက်ပြီးဖြစ်သွားတယ်ပေါ့နော်အကြောင်းရင်းကတော့တစ်ခါမှကျွန်တော်ညာဘိုင်းလေးကိုဗီဒီယိုရိုက်ပြီးခြင်းမရှိပါဘူးအဲ့ကြောင့်မထူးထူးခြားခြားလေးဖြစ်သွားအောင်ကျွန်တော်ဗီဒီယိုလေးကိုညာဘိုင်းလေးညာဦးဘိုင်းလေးပေါ့နော်ခဏနိုင်လောက်ကိုကျွန်တော်နည်းနည်းပေါင်နေပေါ့နော်အဲ့ချိန်မှာကျွန်တော်ရိုက်ပြီးထားတာဖြစ်ပါတယ်ဆိုတော့ညဘက်အနေထား VIP 1ထဲမှာဘလို့အနေထားရှိတယ်လဲပေါ့နော်ဘလောက်လောက်လှနိုင်မလဲဆိုတော့ကိုကျွန်တော်တို့သွားရောက်ချူလိုက်အောင်ခင်ဗျာ ကဲကျွန်တော်အခု VIP 1နဲ့တော့ရောက်ပါပြီခင်ဗျာဒီ channel လေးပါ down channel လေးပါ down channel လေးပါ Okay ကျွန်တော် channel ဝင်ကြည့်လိုက်အောင်အင်းကနှစ်ထပ်ပဲเนาะအထက်မှာ master ကိုးကန်းတော့ပါတယ်ပြီးတော့စောက်ထားတဲ့ပုံစံတကယ်ရဲတိုက်ကြီးလို့စောက်ထားတာတော်တော်ကိုလှတယ်ပြီးတော့ location ဘာညာလည်းတကယ်ကောင်းတယ်ဗျအစေးပင်လမ်းမကြီးနေကိုတော်တော်ကိုနီးနီးနားနားလေးမှာတရှိပါတယ်ဆိုတော့ဟွာရမိုက် channel မှာပဲကအ ਨੇ ဆုံးဟို၅စီးနဲ့၆စီးတော့ရက်လို့ရတယ် โอเคကျွန်တော်အိမ်နဲ့ဝင်ကြည့်လဲအောင်ဟွာကျွန်တော်ကမာကြီးအိမ်နဲ့ဝင်ကြည့်ကျွန်တော်ပါခန်းစားရလေတော့ကျွန်ပါကေအပြည့်ခင်းထားတယ်ဒါတော့ living room ဖြစ်ပါတယ်ဆိုတော့ height ကလည်းမြင့်နေဗျ height ကလည်းအမြင့်ပေါ့နော် height အမြင့်ပေါ့အဲ့လိုပြောမှာပေါ့ CCTV ပါပါတယ်โอเคဒါ promo ဆုံး master bedroom ပေါ့နော်ဒါပေမဲ့သူကတော့ဒီ master bedroom ထဲမှာမပါလောက်ထားလေဆိုတော့ဟိုထိုင်ကုန်းနေထည့်ထားတယ်ပေါ့နော်โอเค master bedroom ရဲ့ဘယ်ဘက်ခြမ်းမှာထမင်းစားကန်ဒါ dining room ဖြစ်ပါတယ်ထမင်းစားကန်မှာလည်း air con ပါတယ် ဆိုโอเคဒါတော့အာအင်ရှင်မတွေအတွက်ပေါ့နော်တကယ်ကိုအရေးပါတယ်ဒါကစ်ချင်ဖြစ်ပါတယ်ဆိုတော့ဘာကောင်တာလေးနဲ့တကယ်ကိုလှလှပပလေးဗျာတကယ်လှလှပပလေးလှလှပပကြီးပေါ့နော်လောက်ထားတယ်ပေါ့နော်ဆိုတော့အပေါ်မှာဆိုရင်လည်းကိုလုံးဝကျုံးနေကြီးပဲတကယ် grand light တွေအားစလုံးဝအမိဘဘုံအားစ grand light တွေခင်ထားပြီးသားပေါ့နော်โอเคကျွန်တော် master တခန်းပြပြီးပြီးမိဘကန်ပြပြီးပြီโอเคဒီဘက် channel မှာဒါလေးကတော့ gas style နဲ့ဖြစ်ပါတယ် ဧည့်သည်ပါလိုင်းအသုံးပြုဖို့အတွက်ပေါ့နော် public drawing line တွေဖြစ်ပါတယ် public drawing line ဖြစ်ပါတယ် okay okay ဒီမှာကျွန်တော်ဒီမှာတခန်းဒီမှာတခန်းပေါ့နော်နှစ်ခန်းတွေ့ရတယ်လတ်တော့ကျွန်တော်ဘယ်ဘက်ခန်းလေးဝင်ကြည့်လိုက်မယ်တော့လဲ master bedroom ပဲဟုတ်လုံးဝမိုက်လေးဗျတော့ဒါတော့ master bedroom ရဲ့ bedroom dash ဖြစ်ပါတယ်အဲကျွန်တော်ဖွင့်ပြပေးမယ်ဟုတ်ဘက်တက်ဒီဘိုင်ပါပြီးသားပေါ့နော် ဟုတ်အခုတော့စုစုပေါင်းကျွန်တော်မာစတာနှခမ်းပြပေးပြီးပြီအပြင်ထဲရှင်းတဲ့မှာတခမ်းပေါ့နော်ထပ်ပြပေးမယ်သူကခမ်းအားလုံးကမာစတာဘက်ဘုန်းနေကျွဲစင်ငယ်ကတခမ်းမှာပေါ့သူကမာစတာဂန်နေဆိုရင်လည်းအကုန်လုံးက site ပြည့်ပြည့်ကြီးပဲဒီမှာမှာဘက်ဘုန်းဒက်ရှ်လေးကိုပြပေးမယ်အဲ့တော့မာစတာဘက်ဘုန်းရဲ့ဘက်ဘုန်းဒက်ရှ်ဖြစ်ပါလေရေဘူးရေးပါပြီးသားဖြစ်ပါလေဆိုတော့စုစုပေါင်းကျွန်တော် မြင်းကြီးပါပဲ master 3ခန်းကျွန်တော်ပြပေးပြီဆိုတော့โอเคဒါတော့ဒီဘက်မှာပစ္စည်းပါထားခြင်းထားသိမ်းခြင်းသိမ်းပေါ့နော်ကိုကြိုက်တာပေါ့ကိုတော်ဖြစ်3ရက်3လို့ရပါတယ်လေကဝင်လေးအချိုးလေးပေါ့နော်โอเคကျွန်တော်တို့အပေါ်ဓာတ်ကိုတက်ကြည့်လိုက်အောင်လေကတိလေးရပြပြလေးတွေပဲ3ကတော့ကိုတော်တကယ်ကျွန်းပေါ့တိုက်ရင်ကျွန်းနေပဲပေါ့နော်ဆိုတော့ light ကြီးဆိုလဲဟွာကြီးစားကြီးဗျာလုံးဝလှတာလားမမေ့ねကျွန်တော်ညဘက်ပြပေးတာနော်ညဘက်မှာတော်တော်လှတယ်ဆိုတော့သိစေချင်တာ တော့အပေါ်မှာသုံးတဲ့မီဆိုင်နေရစာတကယ်လှတာဗျာโอเคလေကားတက်တဲ့ချိန်မှာကျွန်တော်နှခမ်းကိုတွေးရအခုကျွန်တော်ဒီခမ်းလေးကိုအင်းပြပေးမယ်ဒီခမ်းလေးဆိုလဲ master barrel မယ်ဆိုဒီခမ်းအားသာကြတော့ဝါရနာလေးပါတယ်ဗောနော်ရှေ့မှာဝါရနာလေးပါတယ်ဒါ master barrel ရဲ့ barrel attach ဖြစ်ပါတယ်ဆိုโอเคဒီခုညာဘက်ခမ်းလေးထပ်ကြည့်ပေးမယ်ဟုတ်ဒါလည်း master barrel မယ်ဆိုတော့အောက်မှာကျွန်တော်တုံခမ်းအပေါ်မှာခုနှခမ်းစပြပြီးပေါ့နော်ဆိုတော့စုစုပေါင်း ကျွန်တော် master ငါးခန်းပြပေးပြီးသွားပါပြီအော်ဒီခန်းလေးဆိုရင်လည်းပတ်သက်တွေပါပါပြီးသားဖြစ်ပါတယ်ရေချိုးကအိမ်ကလုံးဝကျွေးပြားအပြည့်ပြားကတ်ထားပြီးသားပေါ့နော်တုံးထားတဲ့ဘေးစင်တွေဘာတွေအစားလုံးဝ quality ကလုံး American standard တုံးထားတာဖြစ်ပါတယ်ဟုတ် okay ဒီဘက်ကိုကျွန်တော်ထပ်တော့ကြည့်လိုက်မယ်ဖျားခန်းလေးပေါ့နော်ဒုတိယကေကေကွာအာလေးဘရိုးပြည့်တုံးနေတုံးလို့ရတယ်ဖျားခန်းပြည့်တုံးနေတုံးလို့ရဒီကောင်လေးကိုကျွန်တော်ပြတာပေါ့နော် ခေဖျားကန်းပြစ်တော့မယ်ဆိုရင်လည်းတုံးလို့ရပါတယ်။ဒီမှာမှာဖျားပန်လဲဖို့ပါညာတောက်တော်ကြီးလဲဖို့ပါညာအကုန်လုံးပြည်စင်းတာထုတ်ထားပြီးသားပေါ့နော်။ဆိုတော့ hike ကတော့တော်ကိုမြင့်နေ။ Okay ဖျားကန်းမြန်နေရှင်းနိုင်မှာထပ်နောက်ထပ်မှာ star baron ခန်းထပ်ပြပေးမယ်။သူအခန်းအားလုံးက baron test တွေထားပြီးသားတွေကြီးပဲ။ဆိုတော့အခန်းတိုင်းမှာ brain mouse တွေပါတယ်။လေဝင်ထွက်အရန်ကောင်းတယ်အလင်းအောင်အရန်ကောင်းတယ်။သူကပြောကျုံးပါကေကိုမှတကယ်တိုက်ရင်ကျုံးပေါ့နော်။တကယ်ကျုံးပေါင်းသားရင်ခင်းလာတာဖြစ်ပါတယ်။အော်ဒါတော့ barrel dash လေးဖြစ်ပါတယ်ဆိုတော့စူးစူးပေါင်းကျွန်တော် master ကြီးပဲ6ခန်းပြပေးပြီ okay ဒီဘက်မှာနောက်ထပ် master barrel တစ်ခန်းဒီခန်းတော့တခြားခန်းတွေထက်နည်းငယ်လေးကျယ်လို့ခံသွားရတယ်ဒီကော main master barrel လို့ပြောရပါတယ်ဆိုတော့ okay ဒါလေးကတော့ဟို master barrel barrel dash ဖြစ်ပါတယ်ဒီချိုကိုင်းနာတော့လုံးဝကျွေးပြကတ်ထားပြီးသားဒီချိုကိုင်းနာထဲမှာလည်းအာလေဝရလုံးဝပေါ့နော်ကောင်းအောင်လို့သူက validation ဖန်နေရစထည့်ပြီးထားတာပေါ့နော်ဆိုတော့ okay ဒီမှာနောက်တစ်ခန်းပေါ့ဆိုတော့อืมဆိုတော့ totally ကျွန်တော်အားလုံးပေါင်း master ရှစ်ခန်းကျွန်တော်ပြပေးပြီးသွားပြီဒီခန်းတွေဆိုရင်သူအခန်းတော်တော်များများပေါ့နော်6ခန်းလောက်ကအာပက်တက်တွေပါပြီးသားပေါ့နော်ပက်တက်တွေပါပြီးသား okay လှတယ်ဗျတော်တော်လှတယ်အေးရ okay နောက်ဆုံးတစ်ခန်းပေါ့နော်ဒါ6ခန်းမြောက် master bedroom ဖြစ်ပါတယ်ဆိုတော့ ဒီခါလည်းဟိုဆိုတော့ main master baron လို့ပဲနည်းနည်းပို့ပြီးကျဲလို့ခံစားရတယ်အာဒါတော့ဟုတ်တယ်နည်းနည်းပို့နည်းနည်းဟိုဒီနည်းပို့ကျဲတယ်ဗောနော်ဒီမှာလည်းဘတ်ဒတ်ဒီဂျာကူစီတွေပါတယ်ဗောနော်ဟောပါတယ်ဟောလာတယ်ဗျာလာတယ်ပြီးတော့ဒီ main master baron နှခမ်းလုံးမှာဝရဏာတွေပါတယ်အဲ့ဒါလေးကျွန်တော်သဘောကျတယ်ဒီမှာဝရဏာပါတယ်ဗောနော်ဝရဏာလေးပါတယ် အာဝရရပါရာစုစုပေါင်းအခန်း၃ခန်းကမာစတာကန်၉ခန်းမှာ၃ခန်းဝရဏပါပါတယ်ဆိုတော့အထူးပင်ကျေးဇူးတင်ပါတယ်ဖီရီအစုံမှာဒီလုံးချင်းရဲ့ဇင်းလုံးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်โอเคအင်္ဂလိပ်ကိုကြည့်ပြီးဆိုတော့ကျွန်တော်ဇင်းလုံးလေးပြောပါတော့မယ်ဇင်းလုံးလေးပြောခင်မှာကျွန်တော်ရဲ့ channel လေးနဲ့ကျွန်တော်ရဲ့ page လေးကို like and follow like and subscribe တော့ပြုလို့လည်းကျော်ဒီနီယာတွေပြောမိသားရဲ့ခက်လို့ပါတယ်โอเคကျွန်တော်အိမ်ရဲ့အချေဝန်းလေးနဲ့ဒီနီယာလေးကိုအရင်ပြောရအောင်ဒီအိမ်လေးရဲ့ဒီနီယာကတူနာဘိုဂျိုရွာ VIP 1နဲ့မှာတည်ရှိပါတယ် ခြေရဲ့အခြေဝန်က85ပြီနောက်ကို82ပြီဖြစ်ပါတယ်။ဒေါင်းချန်လေးဖြစ်ပါတယ်။နေရာလေးတော်တော်ကိုကောင်းပါတယ်။စုစုပေါင်းမာစတာကြီးပဲကိုကန်းနဲ့ဖွဲ့စည်းတိဆောက်ထားပါတယ်။ဂယန်အမီပေါက်လေးဖြစ်ပါတယ်။ဆိုတော့နေရာလေးတော်တော်ကောင်းပါတယ်။သူကတိုက်ခဲ့တိဆောက်ပေါ်ကထက်ပေါ်နော်နှစ်ထက်ကုန်မှာတော့ rule slab rule slab ကုန်မှာအပေါ်မှာသွတ်မိုးထားတာဖြစ်ပါတယ်။ဒေါင်းချန်လေးဖြစ်ပါတယ်။နေရာလေးတော်တော်ကိုကောင်းပါတယ်။အထူးပင်ကျေးဇူးတင်ပါတယ်။ဒီအိမ်လေးရဲ့ဈေးနှုန်းကတော့3,000ဖြစ်ပါတယ်။ညီနိုင်ပြပါမယ်။ကျွန်တော်မိသားစုအချို့ဆောင်ကအထူးပင်ညီနိုင်ပြပါအောင် ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုလိုက်ပါကြည့်ရှုပေးရဲ့အရောက်ချင်းစီတူးချင်းစီတိုင်းပေါ်မှာငွေနဲ့လုံးဝဝယ်လို့မရတဲ့ကျွမ်းမာခြင်းပျော်ရွှင်ခြင်းငိမ့်တဲ့ခြင်းတက်ရောက်ပါစေ